မင်္ဂလာပါရှင်ခေတ္တတည်ရင်ဌာနကနေတရေမြောက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရခိုင်တွင်စစ်တပ်၏တိုက်ခိုက်မှုများအရှိန်မြင့်လာသည့်အပြင်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများတိုးမြင့်လာ၍စစ်ရေးတရရှိကြရန်အေအေကတရပြေးတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်တွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများအရှိန်မြင့်လောက်ဆောင်နေသည့်အပြင်ပြည်သူများကိုဖမ်းဆီးမှုများတိုးမြင့်လာ၍စစ်ရေးတရရှိကြရန်အေအေကတရပြေးချက်ထုတ်ပြန်လိုက်ပါတယ် ရခိုင်ရှိပင်လယ်ကမ်းနီးမြို့ရွာများမှာပြည်သူများအနေဖြင့်ဖက်စစ်အကြံဖက်စစ်ကော်မရှင်၏ရှေးချောင်းလှေချောင်းတိုက်ခိုက်မှုအနေရကိုအထူးသတိထားကြပါရနှင့်စည်ရည်သတိရှိကြပါရန်အေအေကသတိပေးလာခြင်းဖြစ်ပါသည်စစ်တပ်ကလွန်ခဲ့သောနှစ်နှစ်တာကာလနီးပါအတော်အတွင်း၎င်းတို့ဆုံရှုံခဲ့ရသည့်တပ်ရင်းတပ်မဌာနချုပ်တိုင်းဌာနချုပ်များအပါအဝင်စည်ရည်နိုင်ငံရေးအရာအချက်အချာကြပြီး၎င်းတို့ဆုံလုပ်ခဲ့ရသောနေရအကျုံမြို့ရက်ရွာများအားပြည်လည်တိမ်ပရယူရန်အတွက် မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးများကိုပြုလုပ်နေခဲ့ပြီးမှကာလအတန်ကြာခဲ့ပြီဖြစ်ကြောင်းအရကဒေတာတွင်၌လည်းကြီးရည်လီပူပေါင်းစစ်ဆင်ရေးများပြုလုပ်ခါအထူးသဖြင့်ကြောက်ဖြူတွင်ထိုးစစ်များကို2025ခုနှစ်မလဇန်မှစတင်ပြီးချိန်ဖန်များစွာပြုလုပ်ခဲ့တော်လဲထိရောက်မှုမရှိပဲအတိအခိုက်အကြဆုံးများကိုသာရင်ဆိုင်နေရကြောင်းအေအေကပြောပါရယ် AAND ဖြင့်လည်းအရကဒေတာတွင်တိမ်ပတ်ရန်ကြံရှိနေသည့်သောမြို့များကိုဆက်လက်တိမ်ပတ်ရယူရန်ကြိုးစားနေသည့်အချိန်တပြိုင်နက်တည်းတွင်အရကဒေတာနှင့် နေနေချင်းထိဆက်လျက်ရှိသောမကွေတိုင်းနဲ့ရေကန်ပဲခူးတိုင်းညောင်ချိုးပြူဟာကုန်းနဲ့အီယာဝတီတိုင်းအဆက်၄မျက်နှာမျိုးနဲ့တွင်တို့တိုင်းလဲရန်သူဤထိုးစစ်တိုင်းကိုကြံ့ကြံ့ခန့်၍တံပြန်ထိုးစစ်ဆင်လျက်ရှိသောကြောင့်အဆိုပါနေရာများ၌တိုက်ပွဲများနေတိုင်းနှိပါဖြစ်ပွားလျက်ရှိသည်ဟုသိရပါသည်။လက်ရှိအချိန်အရခတ်တတော်နှင့်ဖက်စစ်အကြံဖက်စစ်ကော်မရှင်တို့သည်နှစ်ဖက်စလုံးအတွက်စစ်ရေးအချက်အချာကြသော205ခု၌အပြန်အလှန်ထိုးစစ်ဆင်မှုများနှင့်အတူနေစဉ်ရက်ဆက်တိုက်ခိုက်နေကြသည်မှာရဲတပ်တပ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း တပြိုင်နက်တည်းတွင်စစ်တပ်ကအာရကတပ်တော်ထိန်းချုပ်ထားရနေရာများထဲမှအချို့သောနေရာများအားထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ရန်ပြင်ဆင်လျက်ရှိကြောင်း AA ကပြောပါရယ်စစ်တပ်၏စစ်သည်မော်များကပြည်လေပြည်မနေ၍စစ်ရေးပြင့်မှတ်မဟုတ်သောအရက်သားပြည်သူများနေထိုင်ရာရက်ွက်ကြီးရွာများတွင်သို့လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်တိုက်ခိုက်ခြင်း ပင်လေပြင်ကန်ဒီအတွင်တနိုင်းတစ်ပိုင်းဝန်းစာရှာငါးဖန်ထွက်နေကြသည့်ရေလုတ်သားပြည်သူများအဖန်စီခြင်းတက်ဖြတ်ခြင်းတို့ကိုယခုရက်များအတွင်စတိုက်ပြုလုပ်လာနေကြောင်းသိရပါသည်။2025ခုနှစ်စက်တင်ဘာလ6ရက်နေ့တွင်တန်တွင်းမြို့တောင်မကြီးတိုင်းနှင့်ဆက်လက်မျိုးကြီးရွာမှအယက်သားရေလုတ်သားပြည်သူ၄ဦးဖြစ်ကြသောအသက်52နှစ်အရွယ်ဦးမောင်ကိုအသက်52နှစ်အရွယ်ဦးကျော်ဝေတန်းအသက်50နှစ်အရွယ်ဦးဖိုးနေနဲ့အသက်39နှစ်အရွယ်ဦးမြင့်ကြီးနှစ်ဦးတို့ကို င်လယ်ပြင်ကန်နီနိုင်၅ဖန်နေစဉ်စစ်ကော်မရှင်အရေးတက်ကသွားဖန်ကြောင်းအလားတူအော်တိုဘာလ၃ရက်နေ့တွင်စစ်တက်ကကြောက်ဖြူမျိုးစားပြင်ကွင်းရက်ကွက်မှရှေးလုတ်သားဖြစ်သူ၂၀ကျော်ကိုလည်းအကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ၄ရက်နေ့မော်လင်းထဏာရီအချိန်စစ်တင်းမောများပေါ်မှာလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင်းတန်တွဲကပလီကန်းချေနှင့်လင်းရိုးတောင်ထဏာရီလက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲခဲ့ကြောင်း စက်တင်ဘာလအတွင်းအကြံဖတ်စစ်ကော်မရှင်၏တန်တွဲမှုပေါ်ရပ်ကွက်များရှိအပြစ်မဲ့အရတားပြည်သူများအပေါ်လေးချောင်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတအူးတေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိကြောင်းစက်တင်ဘာလလေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းအရတားနေအိမ်များနှင့်ဖုန်ကြီးချောင်းဝင်းနေရာအချို့တို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည်စက်တင်ဘာလ29ရက်နေ့တွင်လေစစ်ကော်မရှင်၏စစ်သင်္ဘောများပေါ်မှာ တန်တွဲမျိုးနှင့်မျိုးပတ်ဝန်းကျင်နေရာအများအပြားသို့လက်နက်ကြီးများဖြင့်ထောက်လျှောက်ရန်တန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအော်တိုဘာလ9ရက်နေ့ညနေ4နာရီ4မိနစ်မှ4နာရီ14မိနစ်အတွင်းဘွားမျိုးနှင့်ပုံညက်ကြီးရွာပတ်ဝန်းကျင်ရှိပင်လေပြည်သို့စစ်တင်းပေါ်များပေါ်မှလက်နက်ကြီးဖြင့်17ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အော်တိုဘာလ9ရက်နေ့တွင်လည်းစစ်တပ်ကတန်တွဲငပလီကမ်းခြေမျက်နှာချင်းဆိုင်တွင်အထိုင်ချထားသော၎င်းတို့၏စစ်တင်းပေါ်များပေါ်မှလက်နက်ကြီးများဖြင့်တန်တွဲမျိုးဝန်းကျင်သို့ ရှမ်းတန်းပြစ်ခတ်ခဲ့သည့်တာမကတန်တွဲညွန့်ခွားမျိုးပေါ်တွင် YA Y တွဲလျင်များဖြင့်၄နိုင်ခန့်ကြာမယမနာဆက်တိုက်ပြန်ဝဲခဲ့ကြောင်းအော်တိုပါလ၁၀ရက်နေ့နက်၈နိုင်ခန့်အချိန်တွင်တန်တွဲမျိုးအနီးပတ်ဝန်းကျင်အားချက်လျင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ဆလပီနရီကံပြူဟာကစစ်သားတွေစထွက်ပြီးတော်လန်ရေးတက်တွေအပိသက်ထိုးစစ်ဆင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ အာရကတက်တော်အေအေနဲ့မဟာမိတ်တက်တွေတိုက်ခိုက်နေတဲ့နေရီခံပြူဟာတဲ့ကစစ်ကောင်စီတက်တွေဆုတ်ခွာထွက်ပြေးနေပြီးတော်လန်ရေးတက်တွေကအပိသက်ထိုးစစ်ဆင်နေပြီလို့မြေပြင်စစ်ရေးတရင်ရင်းမြစ်အချို့ကပြောပါတယ်။ပြူဟာတဲ့ကကောင်တွေထွက်ပြေးကုန်ပြီးကျသွားပြီလို့ဖေရဲသည့်အကြီးစားကည7နိုင်လောက်တရင်ပို့တယ်။ရှေးဘော်တွေလည်းဝင်တိုက်နေပြီးနေရီခံရပြီလို့ပြောလို့ရပြီလို့တရင်ရင်းမြစ်တွေကဒီနေ့မနက်ပိုင်းမှာပြောပါတယ်။ အမ်ဘရလန်ပိုင်အနီးကလေချောင်းရံကောက်ွက်ရဲ့အတွက်ရေဒါပါတပ်ဆင်ထားတဲ့ဖြူဟာမြောက်စကန်ဖြစ်တဲ့နေရီကန်ဖြူဟာကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်ဆက်တင်ခဲ့တာပါကကင်းစကန်ကြီးဖြစ်တဲ့ MPD တာဝါတိုင်းကုန်းကိုမလမှသိမ်းယူခဲ့ပါတယ်မလ28ရက်စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက် AA အပါဝင်ညီနောင်မဟာမိတ်သုံးဘွဲ့ကငလင်အရေးပေါ်ကဲဆဲရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်လာနေချီပြီးထိုးစစ်ကိုလျှော့ချခဲ့ပါတယ် အဲ့ဒီနောက်ထိုးစစ်ကိုပြန်လည်မြင့်တင်ခဲ့ရာစက်တင်ဘာလနဲ့လက်ရှိအောက်တိုဘာလစမှာဂုတ်ကြီးစခန်းနဲ့ဖိုက်တာဂုံးတို့အဓိကကာကင်းစခန်းတွေကိုတော်လှန်ရေးတပ်တွေကထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲတွေစက်တိုက်ပြင်းထန်နေပြီးနောက်ပိုင်းယူဟာတွေကစစ်တပ်ရင်တွေပါဆုတ်ခွာထွက်ပြေးတဲ့အခြေအနေရောက်လာတယ်လို့သိရပါတယ်။လက်ရှိမှာနေရီကန်ယူဟာနဲ့စင်မိုင်ခန့်အကွာကကာပါဆာဆက်လီနဲ့494တရင်အနည်းမှလေတိုက်ပွဲတွေပြင်းထန်နေပါတယ်။300စလုံးကိုစစ်ကောင်စီကလေတောင်ခါနေအပြင်းထန်ပုံကျဲနေကြတယ်လို့သတင်းရရှိပါတယ်။ နရီကန်ဖြူဟာမှာအမြောက်နဲ့လေးချောင်းရံကာကွယ်ရေးစခန်းရှိပြီးပေ9000ကျော်မြင့်တဲ့နရီကန်တောင်ပေါ်မှာအခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်အဖဒလာနဲ့လက်ရီကန်ဖြူဟာကိုစစ်တပ်ကတပ်မ99ကိုတာဝန်ပေးပြီးခုခံခဲ့တာမှာဒုတိယနီးဖြူဟာမှုအပါအဝင် အရာရှိတွေစစ်သားတွေအဖမ်းခံရသလိုအရာရှိကနေတပ်သားအထိတိုက်စုံတရားရသူများပြပြီးအထိနာခဲ့ပါတယ် တမ69အောက်ကတရင်တွေထိနာတာကြောင့်နောက်တန်းပြန်ပို့ပြီးရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့မှာအခြေစိုက်တဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်ဇက်ခွနီစကခ19လက်အောက်ကတရင်တွေကိုနေရီခံဖြူဟာနဲ့ Everdan Land ကစစ်စခန်းတွေကိုခုခံဖို့ထပ်ပို့ထားပါတယ်။ဒါပေမဲ့ AA ဦးဆောင်တဲ့တော်လန်ရေးတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ဟာမခုခံနိုင်ပေစခန်းတွေဇက်တိုက်ဆုံရှုံနေတာဖြစ်ပါတယ်။ ဆက်လက်ပြီးစစ်ကြီးထဲမှာရှင်သန်ကြံနေတဲ့သူတွေအတွေးသစ်နဲ့ဖြူဟာထတ်ထိုးချက်တော်လန်ကြဖို့ TNL ကောင်းဆောင်တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အနာသိန်းစစ်ကောင်စီကတောင်းတက်မှာတော့ TNL ထိပ်ပိုင်းကောင်းဆောင်တွေလေချောင်းပုံကျဲတိုက်ခိုက်ခံရကြောင်းဝါရဖြန့်ညီချိန်မှာ TNL ကောင်းဆောင်တအုပ်ဖြစ်တဲ့ဘိုးချုပ်တာပုံကျော်ကစစ်ကြီးထဲမှာရှင်သန်ကြံနေတဲ့သူတွေအတွေးသစ်နဲ့ဖြူဟာချက်လှုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ဘိုးချုပ်တာပုံကျော်ကဒီကနေ့အောက်တိုဘာ17ရက်မနက်မှာသူ့ရဲ့ Facebook ကနေတဆင်အခုလိုရေးသားခဲ့တာပါ။ စစ်ကြမ်းတမ်းရိုင်းဆိုင်တဲ့ဒီစစ်ကြီးထဲမှာမသေးသေးပဲရှင်သန်ကြံရစ်နေတဲ့ဒုဒတွေအာမွေအတွေးတင်နေဗျူဟာရီထက်ချဲ့ကြတာပေါ့ငါတို့ကတော်လန်ရေးကိုရွေးတော့တော်လန်ရေးကငါတို့တွေကိုပြန်ရွေးချယ်တာလေလို့ဗိုလ်ချုပ်တာပုံးကျော်ကရေးသားထားပါတယ်စစ်ကောင်စီဝါရဖြန့်ချီသူအချို့က DNL ကောင်းဆောင်တွေလေးချောင်းတိုက်ခိုက်ခံရကြောင်းကိုအော်တိုဘာပထမဘက်ကစပြီးလူမှုကွန်ရက်ပေါ်အကြိမ်ကြိမ်ရေးသားဖော်ပြခဲ့ကြတာကိုလည်းတွေ့ရပါတယ် TNL ဥက္ကဋ္ဌဘူချုပ်ကြီးတာအိုက်ဖုံအပါအဝင် TNL ကောင်းဆောင်တွေဖြစ်တဲ့ဒုတိယဘူချုပ်ကြီးတာချုပ်ကြောင်းဘူချုပ်တာခူလန်ဘူချုပ်တာပုံကျော်ဘူချုပ်တာဟိုပလန်တို့လေချောင်းတိုက်ခိုက်ခံရတာလို့စစ်ကောင်စီဘွာရာဖြန့်ချူသူတို့ချို့ကရေးသားထားပါတယ်စစ်ကောင်စီဟာအော်တိုဘာလပထမပတ်အတွင်းက TNL ထင်းချုပ်ထားတဲ့နှမ်းဆန်တီဘောနံပါတ်2မြို့နယ်တွေကိုလေချောင်းတိုက်ခိုက်တာတွေအချိန်ချင်းပြုလုပ်ခဲ့တယ်လို့မိုင်းငုံမိုင်းလုံးမုံမိတ်စတဲ့ဒေသတွေကိုလည်းအော်တိုဘာဒုတိယအပတ်အတွင်းဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ပါတယ် TNL အနေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကိုအချိန်နဲ့တပြေးညီထုတ်ပြန်ပေးလျက်ရှိပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတေဆုံးထိခိုက်မှုအဆောက်အဦဖြစ်စီမှုတွေကိုအသိပေးထားပါတယ်။ဒါပေမဲ့ TNL ကောင်းဆောင်တွေလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ထုတ်ပြန်ထားတာမရှိပါဘူး။စစ်ကောင်စီဟာတအောင်းဒေသအပေါင်းတွင်နိုင်ငံတော်ထိုးစစ်ဆင်မှုတွေလှုံ့ဆော်နေတဲ့ညီတူလူမှုကွန်ရက်တွေမှာလည်းဝါဒဖြန့်မှုကိုအင်အားကောင်းကောင်းနဲ့လှုံ့ဆော်လျက်ရှိပါတယ်။ ဆက်လက်ပြီးလောင်လုံးမြို့အနီးရှိကြီးရွာများမှဖြစ်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်သည့်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အနီးရှိကြီးရွာများမှဖြစ်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်သည့်အကြံဖတ်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးသူများပြားကြောင်းဒေသရင်းစစ်ရေးသတင်းရှင်းပြကသတင်းဌာနကိုပြောကြားပါတယ်။ ရှနေ့အော်တိုဘာလ10ရက်နေ့နနက်10:00နာရီခန့်တွင်လောင်လုံးမြို့အနီးရှိကျေးရွာများမှပြည်သူများကိုကော်တာဆွဲဖမ်းဆီးရန်စစ်ကြောင်းနှစ်ကြောင်းဖွဲ့ပြီးလာရောက်သည့်အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးသူများပြပြီးဒေဆုံးသူများကိုကားသုံးစီးဖြင့်လောင်လုံးမြို့ပေါ်ကိုပြန်လည်ခေါ်ဆောင်သွားကြောင်းထို့နောက်လောင်လုံးမြို့တွင်တွင်လည်းစစ်တပ်ကတနက်များပစ်ဖောက်ခဲ့ကြောင်းသိရပါသည်။ စစ်ခွေးတွေကစစ်ကြောင်းနှစ်ကြောင်းအင်အား60လောက်နဲ့နောင်လုံးမြို့ပေါ်ကနေထွက်လာပြီးညိုနာကကြီးရွာတွေကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတာကိုတိတ်ဆို့တိုက်ခိုက်ခဲ့တာပါစစ်ခွေးစစ်ကြောင်းကရွာတွေကိုတောင်မရောက်လိုက်ဘူးအထီးကညာပြီးပြန်လဲဆုတ်ခွာသွားတယ်ဒေသုံစုလည်းတော်တော်များတယ်ဟုဒေသရင်းစစ်ရေးတရင်ကြီးမြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကအတီးပြုပြောဆိုတော့လဲတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုမကြခင်ထုတ်ပြန်ပြီးဖြစ်ကြောင်းသတင်းဌာနသို့ပြောဆိုပါတယ်